အားလုံးမင်္ဂလာပါအဝင်းရင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့အသက်50ကျော်ရင်လုံးဝရှောင်ရမယ်အန်ဒီရှိတဲ့နေထိုင်မှုပုံစံ9မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အသက်50ကျော်ဆိုတာလူတက်တန်းတရားမှာတက်တန်းတစ်ဝက်ကိုကျော်လာတဲ့အရွယ်ပါအသက်50နောက်ပိုင်းဆိုတာအသက်ကြီးလာတဲ့အသက်အရွယ်ဖြစ်လာပြီလို့ပြောနိုင်တယ်အသက်ကြီးလာတာနဲ့အမျှခန္ဓာကိုယ်တွေပြောင်းလဲလာပါတယ် ငငယ်တုန်းကဘာမှမဟုတ်ဘူးလို့ထင်ရတဲ့အလေးချင်းတချို့ကအသက်ကြီးလာတဲ့အခါပိုပြီးဆိုးရတဲ့ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။သင်ခန္ဓာကိုကားတစ်စီးလိုသဘောထားကြည့်ပါ။အသက်50ကျော်လာတဲ့အခါချောမွေ့စွာလဲပတ်နေစေဖို့ခရုစိုက်ဖို့နဲ့ပုံမှန်ထိမ့်သိမ့်ဖို့လိုပါတယ်။အသက်50ကျော်နောက်ပိုင်းမှာသင်ခန္ဓာကိုကပြောင်းလဲလာပါတယ်။ဇီဝဖြစ်စဉ်တွေနှိကွေးလာပါတယ်။ကြွက်သားတွေအားနည်းလာ၊အရိုးတွေပါလာ၊ရောဂါဖြစ်နိုင်ခြေတွေတိုးလာ။အသက်50နောက်ပိုင်းမှာလုံးဝရှောင်ရမယ်။ အန်ဒီရရှိတဲ့နေထိုင်မှုပုံစံတွေကိုရှင်းရှင်းလင်းလင်းရှင်းပြပေးပါမယ်။နံပါတ်1အထိုင်များတာကိုရှောင်ပါ။ထိုင်နေတဲ့ဘဝပုံစံကိုရှောင်ပါ။အထိုင်များတာကနှလုံးရောဂါ၊စီးကျူအစ်မြက်ကြိုက်ခဲခြင်းစောစီးစွာတည်ဆုံခြင်းဖြစ်ဖို့အခွင့်အလားများစီပါတယ်အထိုင်များလာတော့တင့်ကြွက်သားနဲ့အရိုးတွေကိုအားနည်းစီပြီးအစ်မြက်တွေကိုတောက်တင်းစီပါတယ်ဒါကကားကိုချိန်ကြကြမမောင်းမဲထားတာနဲ့တူပါတယ်ဒီတော့အစိတ်ပိုင်းအချို့ကအလုံးမလုံးတော့ဘူးပေါ့ မလုပ်တင်လဲမိနစ်30မိနစ်60တိုင်းထရက်ပါအစားစားပြီးတိုင်း9မိနစ်10မိနစ်လမ်းလျှောက်ပါနေ့စဉ်မိနစ်30ကလမ်းလျှောက်ပါခန္ဓာကိုယ်စန့်ထုတ်ခြင်းလုပ်ပြီးပါဥယျာဉ်ခြံမြီစိုက်ခြင်းလိုပေါ်ပါတဲ့အလုပ်တွေကိုလုပ်ဆောင်ပါရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ကြည့်ပါအသက်56နှစ်အရွယ်ရှိတဲ့ဦးထွန်းမောင်ဟာ TV 3နာရီစက်တိုက်ကြည့်မယ်အစားကြောင်ညာဝင်တိုင်းလမ်းလျှောက်ပြီးညနေခင်းလမ်းလျှောက်တာကိုနှစ်ကြိမ်လုပ်ခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ဒူးနာတာသက်သာလာတယ်၊သွေးစကြားတက်လဲ ုံမှန် ပြန်ဖြစ်လာပါတယ်။နံပါတ်1ပြုတ်ပြင်ထားတဲ့အစားအစာတွေအများကြီးစားတော့ရှောက်ပါ။ပြုတ်ပြင်ထားတဲ့အစားအစာတွေကတော့အာလူးကြော၊စီတွတ်ဘူး၊အသားများအေးခံထားတဲ့အစားအစာတွေနဲ့တခြားပါဝင်မှုများတဲ့အချို့ယူတွေဖြစ်ပါတယ်။အဲ့ဒီလိုအစားအစာတွေမှာစားတခြားမကောင်းတဲ့အဆီဓာတ်တွေအများကြီးပါလိရှိပါတယ်။ဒါတွေကသွေးရောကင်ဆာ၊ရောင်ရမ်းဓာတ်တွေနဲ့အဝလွန်ဓာတ်တွေဖြစ်နိုင်ကြီးတိုးစေပါတယ်။နှလုံးနဲ့တစ်ခုလုံးကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါကကောင်းတဲ့ကားတွေကိုအေးသွေးနှိပ်တဲ့စီထည့်တာနဲ့တွေ့ပါတယ်။ဘာလို့တင့်လဲ။အိမ်မှာချက်ပြုတ်ထားတဲ့အစားအစာတွေပို့စားပါ။တိတိဝလန်တွေဟင်းသီးဟင်းရွက်တွေဂျုံစပားအစစ်အစံတွေနဲ့အသားဓာတ်တွေလိုပြုပြင်မထားတဲ့သဘာဝအစားအစာတွေကိုအဓိကထားစားပါ။ဆိုရာချိုရီအထုတ်လိုက်မုတ်တွေနဲ့အကြော်လော်တွေကိုရှောင်းပါ။အသက်62နှစ်အရွယ်ဒေါ်လင်းလင်းဟာခောက်ဆွဲကြောက်ဝဲယူတာကိုရက်လိုက်ပြီးဆံလုံးညုံနဲ့ငါ ဟင်းသီးဟင်းရွက်တွေပါတဲ့အစားအစာကို ပြောင်းစားခဲ့ပါတယ်။သူမရဲ့သွေးပောင်ခြင်းဟာ၃ပတ်အတွင်းပုံမှန်ကိုကျဆင်းသွားခဲ့ပါတယ်။နံပါတ်၃အိပ်ဆက်မှုအလေးထားမကောင်းတာကိုရှောင်ပါ။ကောင်းမွန်တဲ့အိပ်ဆက်မှုဟာအုပ်နောက်အတွက်ကိုယ့်ဘာသာတန်ရှင်းရေးလုပ်ဖို့နဲ့ခန္ဓာကိုယ်အတွက်ပြန်လည်ပြုပြင်ဖို့အရေးကြီးပါတယ်။တညာကို၆နာရီကနေ9နာရီထက်နည်းတဲ့အိပ်ဆက်မှုတွေဟာအောက်ပါတို့ကိုဖြစ်စေပါတယ်။မှန်ညာတွေဆုံးရှုံးလာတဲ့ကိုယ်လေးချိန်တွေတက်လာတယ်။ ကိုခံစနစ်တွေအားနည်းလာတဲ့မတော်တဆမှုတွေဖြစ်နိုင်ကြတူးစီပါတယ်။ဘာလို့တင်လဲ။နေ့တိုင်း9နာရီကနေ9နာရီအတွင်းအည်သွေးကောင်းတဲ့အိပ်ဆက်မှုကိုရဖို့ရည်ရွယ်ပြီးအိပ်ပါ။အိပ်ရာဝင်ချိန်မှာစိတ်အပန်းဖြေတဲ့လုံယုံလုံစင်တစ်ခုဖန်တီးပါ။နေ့တိုင်းပုံမှန်အချိန်မှာအိပ်ရာဝင်ပြီးပုံမှန်အချိန်မှာအိပ်ရာထပါ။အိပ်ရာမဝင်ခင်တနာရီလိုမှ TV နဲ့ဖုန်းကွန်ပျူတာတွေရဲ့ဖန်ထားပြင်တွေကိုမကြည့်ပါနဲ့။ရှောင်ပါ သက်60အရွယ်ဥအောင်အောင်ဟာသူ့ရဲ့အိတ်ဆက်ခြင်းကိုပြုပြင်ခဲ့တယ်။အခုအချိန်မှာပုံမြန်မြန်ဆန်းဆန်းအိပ်ပျော်လာတယ်။ပင်မန်းတာတွေနဲလာတယ်။ခေါင်းကိုက်တာလည်းယော်နဲလာခဲ့ပါတယ်။နံပါတ်၄ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကိုလှစ်လူရှုတာကိုရှောင်ပါ။အသက်60ကျော်လာပြီဆိုရင်ကျန်းမာရေးပြဿနာတွေအများကြီးကဘာလက္ခဏာမှမပြဘဲတင့်ကိုတိတ်တိတ်ဆိတ်ဆိတ်ချောင်းနေပါတယ်။အသက်အရွယ်နဲ့ဆိုင်တဲ့အခြေအနေများစွာကအစောပိုင်းမှာထင်ရှားတဲ့လက္ခဏာတွေမပြတတ်ပါဘူး။ ဥပမာစီးဂျိုယောဂါကင်ဆာယောဂါနှလုံးယောဂါနဲ့တွေးတို့ယောဂါတွေဖြစ်ကြပါတယ်ပုံမှန်စစ်ဆေးမှုတွေကပြဿနာကိုစောစောစီးစီးရှာဖွေတွေ့ရှိနိုင်ပြီးကုသရတာပိုလွယ်ကူစေပါတယ်ဘာလို့တင့်လဲအကြံပြုထားတဲ့စစ်ဆေးမှုတွေနဲ့ဆရာဝန်ချင်းဆိုမှုတွေကိုအချိန်မှလုံဆောင်ပါတခုခုမှားယွင်းနေတယ်လို့ခံစားရတဲ့အထိမဆောက်ပါနဲ့6လ7လတစ်ကြိမ်ဆေးစစ်တင်ပါတယ်တွေးပေါင်ကြိမ်တွေးတွင်းကြားဓာတ်နဲ့ကိုလက်စထရောတွေကိုစစ်ဆေးပါကင်ဆာယောဂါစစ်ဆေးမှုတွေ ဥပမာဥမာရေးကင်ဆာရင်သားကင်ဆာစိတ်ကြိတ်ကင်ဆာတွေကိုစစ်ဆေးမှုခံယူသင့်ပါတယ်အသက်55နှစ်အရွယ်ဒေါ်မေရီဟာပုံမှန်စစ်ဆေးမှုပြုလုပ်ချိန်မှာအစောပိုင်းရင်သားကင်ဆာကိုတွေ့ရှိခဲ့ပါတယ်စောစီးစွာကုသနိုင်ပြီးအခုတော့လုံးဝပြောက်ကင်းခဲ့ပါတယ်ငမကဆက်လိတ်တောက်တာနဲ့အရက်အလွန်ကြုံတောက်တာကိုရှောင်ပါဆက်လိတ်တောက်တာကတင့်ခန္ဓာကိုယ်ရေကအင်္ဂါအစိပ်ပိုင်းနှီးပါးကိုထိခိုက်စေပါတယ် နှလုံးရောဂါလေးဖြတ်ခြင်းကင်ဆာနဲ့အဆုတ်ရောဂါဖြစ်နိုင်ခြင်းကိုအများကြီးတိုးစေပါတယ်။အသက်50ကျော်ပြီဆိုရင်တောင်ဆက်လက်ဖြတ်ဖို့နောက်ကျတယ်ဆိုတာမရှိပါဘူး။အသက်ကြီးလာတာနဲ့အမျှအရရဲ့အာနိသင်တွေကိုပိုမိုခံစားရလွယ်စေပါတယ်။အရရဲ့အများကြီးတောက်တာကအသေးကိုထိခိုက်စေနိုင်ပြီးအရိုးတွေကိုအားနည်းစေပါတယ်။မှတ်ညာကိုထိခိုက်နိုင်တယ်လို့လဲကျနိုင်ခြင်းတိုးစေပါတယ်။အဲ့ဒီအလေးကျင့်တွေဟာအောက်ပါတို့ဖြစ်နိုင်ခြင်းများစေပါတယ်။ကင်ဆာဥပမာအဆုတ်ကင်ဆာအသေးကင်ဆာလေချောင်းကင်ဆာ အသေးရောကအုံနောက်ပျက်စီးခြင်းလဲကျခြင်းနဲ့မတော်တဆမှုများဖြစ်နိုင်ကြီးတိုးစီပါတယ်။ဘာလို့တင့်တယ်လဲ။စိတ်လေးကိုလုံးဝဖြတ်ပါ။အရက်ကိုမဖြတ်နိုင်ရင်ကန့်တတ်ပြီးတောက်ပါ။အမျိုးသမီးတွေအတွက်တရက်ကိုတစ်ခွက်သာတောက်တင်ပါတယ်။အမျိုးသားတွေအတွက်နှစ်ခွက်ထက်ပိုမတောက်တင်ပါဘူး။ပိုမိုချမ်းပါတဲ့အလေးချင်တွေနဲ့အစာထိုးတင်ပါတယ်။လက်ဖက်ရည်တောက်တာတို့လက်ကျင်ခံလုတာတို့စာဖတ်တာတို့ကိုအစာထိုးလုပ်ပါ။အသက်58နှစ်အရွယ်ရှိတဲ့ဦးမိုးအောင်ဟာ စစ်လေးဖြတ်ပြီးနေတိုင်းလမ်းလျှောက်တာကိုစတင်ခဲ့ပါတယ်။သူ့ရဲ့အသက်ရှူတာပုံမကောင်းမွန်လာပြီးလွယ်လွယ်နဲ့မမောတော့ဘူး။ချောင်းဆိုးတာလည်းတက်တာလာတယ်။နံပါတ်6လူမှုရေးအရာအထီးကျန်တာကိုရှောင်ပါ။တယောက်တည်းအချိန်ကြာကြာနေတတ်သူတွေသတိပြုသင့်ပါတယ်။အထီးကျန်တာနဲ့လူမှုဆက်ဆံရေးနည်းပါးတာကစစ်လေးတောက်တာလောက်ကျမ်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။စိတ်ဓာတ်ကြဆင်းခြင်းနဲ့အုံနောက်လှုပ်ဆောင်ချက်တွေပုံမညာဆန်းစွာဆုပ်ယုပ်စေနိုင်ပါတယ်။ အထီးကျန်တာဟာအောက်ပါတို့ဖြစ်စီပါတယ်စိတ်တက်ကြလာတတ်တယ်မှန့်ညာဆုံးရှုံးလာတတ်တယ်နှလုံးပြဿနာတွေဖြစ်လာနိုင်တယ်ဘာလို့တင်းတယ်လဲတငယ်ချင်းတွေနဲ့မိသားစုတွေကိုမကြာခဏဖုန်းခေါ်ဆိုတာကိုလုပ်ပါဖြစ်နိုင်ရင်တွေ့ဆုံပါလူမှုအဖွဲ့အစည်းဒါမှမဟုတ်ကလပ်တစ်ခုတွင် ပါဝင်ပါစေတနာဝန်ထမ်းလုပ်ပါအခြားသူတွေနဲ့အတူလမ်းလျှောက်ထွက်ပါအသက်68နှစ်အရွယ်ရှိတဲ့ဒေါ်နှင်းစီဟာအိမ်နီးချင်းတွေနဲ့အတူစပြီးလမ်းလျှောက်ထွက်ခဲ့တယ်။သူမဟာပုံမပျော်ရွှင်လာပြီ ကိုမိုးကောင်းမွန်စွာအိပ်ပျော်လာခဲ့တယ်။နံပါတ်9စိတ်ပိုင်းဆိုင်ရာနဲ့အုံနှောက်ကျမ်းမာရေးကိုလှစ်လူရှုတာကိုရှောင်ပါကျွတ်သားတွေလိုပဲတင်းအုံနှောက်ကထက်မြက်နေကိုလေ့ကျင့်ကလုပ်ဖို့လိုပါတယ်။တင်းကစိန်ခေါ်မှုမပေးဘူးဆိုရင်တင့်မှန်ညာနဲ့တင့်မြင်မှုစွမ်းရည်တွေပုံမိုးမြန်ဆန်စွာဆုပ်ယုပ်နိုင်ပါတယ်။အသက်90ကျော်လာရင်တင်းအုံနှောက်ဟာပုံမိုးလှုပ်ဆော်မှုလိုအပ်ပါတယ်။ဒါတွေကိုလှစ်လူရှုလိုက်အောက်ပါတို့ကိုဖြစ်စေနိုင်ပါတယ်။မှန်ညာဆုံးရှုံးစေနိုင်တယ် အဲဆိုင်မှာဓမ္မမုတ်ငယ်ပြန်ယောဂတက်ကြီးသတိမေယောဂပူဖြစ်စေနိုင်တယ်။စိုးရိမ်ပူပန္နာတွေဓမ္မမုတ်စိတ်တက်ကြတာတွေပူဖြစ်နိုင်ပါတယ်။ဘာလို့တင့်လဲ။အစ်စ်စ်တွေကိုတင်ယူပါဆက်ဖတ်နိုင်တယ်။ဖြူဟာမြောက်ဂိမ်းတွေကစားနိုင်တယ်။ဗေဒီတွေဖြေနိုင်တယ်။စိတ်ပိုင်းဆိုင်ရာစူးစမ်းအားထုတ်မှုလိုအပ်တဲ့ဝါသနာအစ်စ်တစ်ခုကိုလှုပ်ဆောင်ပါ။ကိုယ်လက်လှုပ်ရှားမှုရှိနေတင်ပါတယ်။တင့်ခံစားချက်တွေကိုပြောပြပါ။စိတ်ဖိစီးမှုတွေကိုမဖုံးကွယ်ပါနဲ့။ အသက်63နှစ်အရွယ်ဦးအောင်မြင့်ဟာစပိန်ဘာသာစကားသင်ယူတာနဲ့စစ်တူရင်ကစားတာကိုစတင်ခဲ့ပါတယ်။သူ့ရဲ့မှတ်ဉာဏ်နဲ့ယုံကြည်မှုတွေတိုးတက်လာပါတယ်။အသက်50နောက်ပိုင်းမှာသင်ခန္ဓာကိုယ်ကဂရုစိုက်မှုလိုအပ်ပါတယ်။စိတ်ဖြည့်ဆည်းမှုဖြစ်နေဖို့မဟုတ်ပါဘူး။သင်ကြောက်ရွံ့ပြီးနေစရာမလိုပါဘူး။ဒါပေမဲ့ပိုပြီးစမတ်ကြကြနေထိုင်မှုလိုပါတယ်။ဒီလိုအန္တရာယ်ရှိတဲ့အလေ့ကျင့်တွေကိုရှောင်ရှားခြင်းဟာသင်ဘဝမှာကျန်းမာတဲ့နောက်ထပ်နှစ်ပေါင်း10နှစ်20ကျော်ကျော်ဘူး။ ထပ်တိုးပေးနိုင်ပါတယ်။ကောင်းမွန်တဲ့ပြောင်းလဲမှုတွေပြုလုပ်ဖို့ကတော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး။အသက်50နောက်ပိုင်းမှာပေးငယ်တဲ့ခြေလှမ်းလေးတွေတောင်မှတင့်ကျမ်းမာရေးနဲ့ဘဝအရည်အသွေးကိုကြီးမားတဲ့တိုးတက်မှုတွေဖြစ်စေနိုင်ပါတယ်။အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါရယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a good day